အစေးလက်တာတွေဆိုတာကဂုံတူးထွက်ပြီးအမှတ်ကောင်းမဲ့ចောင်းသားတွေအတွက်မဖြစ်မနေတတ်ထားမယ်စကေးတစ်ခုဖြစ်တဲ့အပြင်စာမွေးကြားလူဆဲဆဲဖြစ်နေတဲ့ចောင်းသားမျိုးတွေအတွက်ဆိုရင်လည်းသူကအသက်ကဲမဲ့ကျိုးလေးတစ်ချောင်းဖြစ်ပါလေအမေမဲ့လည်းအလောက်အမှန်အများကြီးရမယ်အခွင့်အရေးတစ်ခုကိုမရေးတက်လို့ဆိုပြီးအပုတ်လိုက်ကြီးကြော်ချသွားတာကသမျောစရာမကောင်းလုံးလား အဲ့လိုသမျှတဲ့အတွက်လဲဆရာဆရာလန်နာတွေအတွက် basic ကနေပြီးတော့ထိထိရရောက်ရေးနိုင်တဲ့အထိယူရထားပြီးတော့ဝါကြအထားသူတွေဘယ်လိုစဉ်းစားရမလဲအစေးတဲ့ဘုတ်ရဲ့ခေါင်းစဉ်ဘယ်လိုစဉ်းစားမလဲဆိုတဲ့ပုံစံစားပုံတွေပြီးတော့ဘယ်လို vocabulary ကိုသုံးရမလဲဆိုတဲ့အကြံပြုချက်တွေပါဝင်လက်တွေ့အစေးလက်တာလေ့ကျင့်ခန်းတွေနဲ့ဆရာကသင်ကြားထားပေးတဲ့ဆရာရဲ့ Telegram video class ကိုဆရာဖန်တီးထားပါတယ်ပြီးတော့လူတိုင်းလန်လန်းမိနိုင်အောင်လူတိုင်းအတွက်အကျိုးရှိအောင်လဲလူတိုင်းတက်နိုင်တဲ့လူတိုင်းလန်လန်းမိနိုင်တဲ့သင်တန်းကြီးမျိုးနဲ့လဲ ဆရာဖန်တီးထားပေးတာဖြစ်ပါတယ်အဲ့တော့အခုအချိန်မျိုးပါဆိုရင်အင်္ဂလိပ်စာအစေးလက်ထားတွေအတွက်လေ့လာဖို့အချိန်မီလေ့လာဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒါကြောင့်အစေးလက်တာကိုဆရာရဲ့လက်နာတွေကရင်ဆိုင်ရမယ့်အခက်အခဲတစ်ခုကနေပြီးတော့ရယူဖန်ဆုပ်ရမယ့်အခွင့်အရေးတစ်ခုဖြစ်ပြောင်းလဲနိုင်ကြပါစေနော် fight တင်ပါ